ပိုပိုဟန်ကူပါကဒီလိုမျိုးကော်ပီဟီးရိုးတွေအများကြီးရနိုင်ပါပြီအားလုံးပဲမင်္ဂလာပါ MJ Gaming ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာ Buff ပေးထားတဲ့ Commander ပိုပိုဟန်ကူပါကိုဘယ်လိုကစားရမလဲပြောပြပေးပါမယ်နောက်ပြီးပိုပိုဟန်ကူပါအတွက်အကောင်းဆုံး light အနဲ့ light first ဆုံးကတ်တွေကိုပါပြောပြပေးသွားပါမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဦးရင်ဆုံးသူ့ရဲ့ Buff ထားတဲ့ skill ကိုတစ်ချက်ကြည့်ရအောင် copy thread ခုကိုနှစ်ကြိမ်သုံးလို့ရတာကနေ copy thread နှစ်ခုကိုတစ်ကြိမ်စီအဖြစ်ပြောင်းသွားပါတယ်။ဒါကတိတ်မပြောင်းလဲဘူးထင်ရပေမဲ့ copy hue ရနိုင်ခြင်းတော်တော်များသွားပါတယ်။ဒီ copy thread လေးတွေကိုနေရာရွှေ့လို့ရပြီးဒီ thread ထဲဝင်လာတဲ့ enemy hue ရဲ့ one star copy ကိုကိုယ်စီရောက်လာမှာဖြစ်ပါတယ်။ဒီတော့ပွဲတိုင်း copy hue နှစ်ကောင်ရမယ်ဆိုရင်အနည်းဆုံး2ဟိုးကနေအများဆုံး10ဟိုးထိရနိုင်ပါတယ်။ ဒါပေမဲ့ဘာ copy ဟိူမှမရတဲ့ပွဲလည်းရှိနိုင်ပါတယ်။ဒါကြောင့် copy thread တွေနေရာချတာကအရေးကြီးပါတယ်။ thread ကိုရှေ့ဆုံးတန်းမှာပဲနေရာချသင့်ပြီးကိုဟိူတွေကိုတော့နောက်ဆုံးတန်းမှာပဲနေရာချသင့်ပါတယ်။ဒီတော့အနီးခုတ်ဟိူတွေထက်ဝိပစ်ဟိူတွေကပိုပြီးသင့်တော်ပါတယ်။ပိုပိုဟန်ကူပါကဘယ် line up နဲ့မဆိုကစားလို့စင်ပြေပေမဲ့ကစားဖို့ကြံပြုခြင်းနဲ့ line up ကတော့ mage star geyser နဲ့ nikroki ပါ။ ဒီ line up မှာအဓိကဓာတ်မြေပေးမယ် hero တွေကတော့ပဇာနာခရီတာလူနော့စ်နဲ့ဟီဘတို့ပါ early game မှာ2 mage 2 star ကိစ္စနဲ့ကစားတင်ပါတယ် mid game မှာတော့4 mage 4 star ကိစ္စနဲ့ကစားတင်ပြီး hero တွေကို2 star ရအောင်တင်တင်ပါတယ် late game မှာတော့ level 8 level 9အမြန်တင်ပြီးဖိုးဖိုး hero တကောင်ကို3 star farm မှာ မေ့ရှင်နဲ့စတားဂေတာကြိုက်ရတခုကိုစနေကြီး6ခုလုံးပြည့်အောင်လှုပ်လို့ရသလိုနီခရိုကီးနဲ့လည်းတွဲကစားလို့ရပါတယ်။အကွမန်နေနေနဲ့ပဇာနာနဲ့ခရီဒါတို့အတွက်အန်ချက်စတာဒလစ်မန်ဝန်နာခရောင်းတို့ကိုရွေးချယ်သင့်ပါတယ်။ဦးစားပေးယူတင်တဲ့ကတ်ကတော့ Rising Festival ပါ။ဒီကတ်ကကွန်မန်နာ level တွေက၅နှုတ်ပြီးရတဲ့ဂိုးနဲ့ညီများတဲ့ hero တကောင်ကိုပွဲတိုင်းရမှာပါ။ အနည်းဆုံး1ကိုဟီယိုတော့ရမှာပါဥမာ level 7ဆိုရင်2ကိုဟီယို level 8ဆိုရင်3ကိုဟီယိုရမှာပါ copy ဟီယိုရမယ်ပိုပိုအန်ကူပါအတွက် live version ကပ်ပါပဲနောက်ထပ်ယူတင်တာကတော့ mix crystal star gazer crystal ရမယ်ကတ်တွေပါ mix နဲ့ star gazer layer က crystal ရရင်ပိုကျန်းလာမှုဒီကတ်တွေရရင်စဉ်းစားမနေပဲယူလိုက်ပါ နောက်ထပ်ယူသင့်တဲ့ကတ်ကတော့ Go နဲ့ experience ရတဲ့ကတ်တွေပါ။ Copy Hero တွေကနေရမယ် Go နဲ့ဆိုရင် level အများဆုံးတင်နိုင်ပါလိမ့်မယ်။ဒီလောက်ဆိုပူပူဟန်ကူပါကြောင်းကောင်းကောင်းသိသွားလာပါပြီ။ Puff တဲ့ Commander ပူပူဟန်ကူပါကိုဘယ်လိုမြင်သလဲဆိုတာ comment မှာပြောပြသွားပါဦး။ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like and share လေးလုပ်ခဲ့ပေးပါဒီလိုမျိုးဗီဒီယိုလေးတွေတင်ပေးသွားမှာမို့ MJ Gaming YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ We got the big one! Tonight, we feast, Koopa!